ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ MOD ကတော့ကျွန်တော်ဒီညကလေပောင်းနဲ့ပွဲအပီးမှာပွဲပြီးပြောထားတဲ့အကြောင်းအရာတွေကျွန်တော်ရှိရပါတော့ဒါရင်းနဲ့ပဲလို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါနီးပြကတော့ဒီနေ့ပွဲက Manchester United နီးပြဘွားတယောက်သူအတွက်တော့ပေါ့နော်ဒါတကယ်အကောင်းဆုံးနိုင်ပွဲတစ်ပွဲဖြစ်တယ်ပေါ့ အဲဂူဒမလမ်မန်စ်နဲ့ပတ်သက်လို့ပြောရရင်လည်းလမ်မန်စ်နေနဲ့ပေါ့နော်ဒါကာရက်တာဘိုင်းရောသူ့ရဲ့ quality ဘိုင်းနေပါကျွန်တော်အနေနဲ့ပေါ့နော်ပြသသွားတယ်အဲကျွန်တော်တို့သူ့ကိုရခဲ့တဲ့အပေါ်မှာတော်တော်ကိုကျေးဇူးတင်ရမယ်နေထားပုံကျွန်တော်ဖြစ်နေပြီပေါ့နော်ဆိုတော့ဒီပြောရရင်လမ်မန်စ်နေနဲ့ကျွန်တော်တို့ပေါ့နော်ဒီဂိုးရီပါတွေပေါ်လို့နေတိုင်မှန်ခဲ့တာကြီးလည်းကျွန်တော်ရှိတော့နည်းနည်းကန်လဲပါခဲ့တာပေါ့လေတော်တော်လေးပဲလမ်မန်စ်လို quality ဂူဒမမျိုးကိုရတာကတော်တော်ကိုအချိန်ကြီးကောင်းခဲ့တာပဲဆိုပြီးတော့ကျွန်တော်ပြောသွားတယ်အမ်မိုနီယာလက်အောက်မှာ ဒီ MV ကွင်းမှာမနိုင်တာကျွန်တော်တို့ဒီ9နှစ်10နှစ်လောက်ကျွန်တော် United ကရှိပြီဆိုတော့ MOD လက်အောက်မှာနိုင်ဘူးနိုင်နေဆိုတာမျိုးကတော်တော်ကောင်းတဲ့အနေထားပါသူပြောသလိုပဲသူရဲ့ Manchester United manager ဘဝတစ်လျှောက်မှာအဲတကယ်အကောင်းဆုံးပွဲလေးဖြစ်ကောင်းဖြစ်မှာပေါ့နော်ကျွန်တော်တို့ရင်ဒါ City ကွင်းကိုသွားပြီးတော့အနိုင်ယူခဲ့တာမျိုးတွေလည်းကျွန်တော်ရှိတယ်အဲ Liverpool ကကိုကွင်းကိုလာပြီးတော့နိုင်သွားတာမျိုးတွေလည်းကျွန်တော်ရှိတယ်နော်ဒီရာဒီမှာဆိုအာစနယ်ကိုအိမ်ကွင်းမှာရှုံးနေခဲ့တာမျိုးတွေပါကျွန်တော်ရှိတယ်ဆိုတော့အရာအလုံးကရောထွေးနေတာဒါမျိုးလို့ MV ကွင်းမှာမနိုင်တာ ဂျက်ကင်တစ်ခုလောက်ရှိတော့မယ့်အချင်းဒီမျိုးမှာပဲကိုရီကနိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်လက်ရှိကိုရီဆွမ်းဆောင်တော့လေလေပေါဦးကမနိုင်ပြောရရင်လူကောင်းသူကောင်းတွေအများကြီးဝယ်ပြီးတော့တကယ်အချင်းဒီကောင်းနေတဲ့အချိန်ကိုရီးယားတိုင်ပတ်နေတဲ့အချင်းဒီမျိုးမှာကိုပဲရအောင်နိုင်ဝဲယူသွားတာဆိုတော့အမိုရင်ပြောသလိုသူရဲ့ United နီးပြပွားမှာအကောင်းဆုံးနိုင်ပွဲလဲကျွန်တော်တို့လက်ရှိချိန်ကြီးဆိုရင်ပြေကောင်းဖြစ်ပါလိမ့်မယ်။เนาะ Lemons နဲ့ပတ်သက်လို့လည်းကျွန်တော်တို့အများကြီးထူးထူးခြားခြားပြောစရာလိုတယ်လို့ကျွန်တော်တို့မထင်ဘူး။ Lemons ကိုရခဲ့တာကအရန်အကောင်းဆုံးကုသမာတယောက်ဟုတ်မနေသေးပြီမြင့်လဲလို့ပေါ့နော်။ ိုနန္နာတို့ဘိုင်နာတို့တဲ့စာမင်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ပို့ပြီးတော့ level မြင့်တဲ့ဂိုသမားတယောက်ကိုရခဲ့တယ်လို့ပဲကျွန်တော်တို့ကယူဆရမှာပေါ့လေဒါအပြင်သူကတော့ဗောနဆက်ပြီးတော့ကျွန်တော်ပြောထားတယ်အဲဒီပွဲကဗောနကျွန်တော်တို့ကိုပို့ပြီးတော့ယုံကြည်မှုတွေအများကြီးပေးမဲ့ပွဲဖြစ်ပါလိမ့်မယ်ပေါ့ greensby နဲ့ပွဲမျိုးတို့เนาะ brandpool လို့အသီးမျိုးတွေနဲ့ပွဲတွေရဲ့နောက်ပိုင်းမှာဒီလိုနိုင်ပွဲမျိုးကိုခံစားရဖို့က tight တန်နေဗောန ကျွန်တော်ပြည်သက်တီတို့ကလည်းတကယ်ကိုကျင်းနေဆရာဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြည်သက်တီတို့ကလည်းဒီနိုင်ပွဲကိုမြင်လို့ကျင်းနေကြလိမ့်မယ်လို့ထင်တယ်ပေါ့ပြည်သက်တီဘက်ကကျွန်တော်တွေးကြည့်ရင် Greensby ကိုရှုံးနေတဲ့ပွဲဒီမှာဆိုလို့ရှိရင်တော်တော်လေးကိုသူတို့လည်းခံစားခဲ့ရမှာပဲပေါ့နော်ကျွန်တော်တို့လူပဲပေါ့ဒါဘာနာဘူးနဲ့ပွဲမှာလည်းဒီတိုင်းပဲအဲ့တော့အဲ့လိုပွဲစဉ်တွေကိုမြင်အပြီးမှာအခုလက်ရှိဒီလိုနိုင်ပွဲမျိုးကိုမြင်ရဖို့ဆိုတာမျိုးကပြည်သက်တီတို့ကထိုက်တန်နေပေါ့လေဒီလိုနိုင်ပွဲမျိုးကအင်မတန်အရေးကြီးတဲ့နေရာမှာပါတယ်ဆိုတော့လာမယ့်ပွဲဒီမှာဘယ်လိုဆက်သွားမလဲဆိုတာတော့ ကိုရီအတင်းကစားမှုပုံမှာမူတည်တယ်ကိုရီအနေနဲ့တကယ်ကောင်းကောင်းကစားနိုင်ရင်ကောင်းကောင်းအချိန်ကြီးကောင်းမှာပဲပေါ့နော်ဒါကြောင့်တော့ဒီမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ပွဲစဉ်တွေဆိုတာတဲ့လာမယ့်ရှိကံမဲ့ပွဲစဉ်တွေကိုပဲကျွန်တော်သာအာယုံဆိုင်ကြစို့ဆိုပြီးသူပြောသွားတယ်ဟယ်ဒီမကွိုင်းယားကိုပေါ့နော်အဲပြည်ရင်သူ့အနေနဲ့အတိတ်မှာကြုံခဲ့ရတဲ့အရာတွေကဘယ်လိုပြောမလဲတော်တော်လေးကိုခက်ခဲတယ်ပေါ့နော်အဲ့လိုအချိန်ကြီးမျိုးတွေကနေတစင်အခုလူမျိုးနေရာထိပြန်အချိန်ကြီးထိပြန်ရောက်လာအောင်ဖြစ်တန်းနိုင်ခဲ့တာတွေကိုကြိုဖြတ်နိုင်ခဲ့တာတွေကိုကျွန်တော်ကြည့်ရင်သူဟာကစားသမားတိုင်းအတွက် စန်နမူနာကစားမကောင်းတယောက်ဖြစ်တယ်ဗောနော်ဟိုအတင်းတွက်လဲမကွိုင်းရကအင်မတန်အရေးကြီးတဲ့ကစားမတယောက်ဖြစ်ပါနေတော့မယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့မကွိုင်းရနဲ့ပတ်သက်လို့ကတော့ထူးထူးခြားခြားပြောစရာမလိုဘူးဗောနော်ကျွန်တော်တို့အန်ဒရယ်ဦးနနာရောက်စတော့ကအမေရိကန်မှာကစားတဲ့ရာသီဂျူချီသန်းပွဲမှာလေအာဆင်နီနဲ့ပွဲလာဘဲပွဲဒေါ်မွန်နဲ့ပွဲလာဘဲပွဲလေဟန်ဟိုဟယ်ရီမကွိုင်းရအမှားလုံးခိုင်းရခဲ့တာကိုသိရမလားဒီဦးနနာကသွားပြီးတော့အေးဟေးအော်ဟေးညူးညူးနေတာမျိုးကြီးကျွန်တော်ရှိတယ်ဗျာအဲ့လိုမျိုးကြီးဆိုလို့ရှိရင်သိတယ်မလားဒါအချင်းကြီးမကောင်းဘူး ဟုတ်တယ်မလားအဲ့လိုမျိုးအခြေအနေမျိုးတွေနော်အင်တာနက်ပေါ်ဒီမှာထားပါတော့မီးမီးတစ်ခုလိုဖြစ်ခဲ့တဲ့အနေအထားမျိုးတွေကနေဒီလိုအခြေအနေမျိုးကိုပြန်ပြီးတော့အာလောက်ပြနိုင်ခဲ့တယ်ဆိုတဲ့အနေအထားကတော်တော်ကြီးကိုမလွှဲတာပါမဝိုင်းရကသူ့ရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်လို့ဘယ်တော့မှပြန်ပြီးတော့တုံ့ပြန်တာမျိုးတွေမရှိဘူးဘာမှမီဒီယာတွေပေါ်မှာပြန်ပြောတာမျိုးတွေကျွန်တော်မရှိဘူးဒီတိုင်းပဲသူ့ကသူအကောင်ဆုံးပြန်ဖြစ်အောင်သူလှုပ်သွားပြီးတော့ယူနိုက်တက်အပေါ်မှာကစားကွင်းရတဲ့ပွဲဆိုရင်ဒါကသူကစားကွင်းရတဲ့အတိုင်း ထပ်ပြီးတော့သူ့အနေနဲ့ပေါ့နော်ဒါဆွမ်းဆောင်ရင်ကောပြဖို့သူကြိုးပမ်းနေကျွန်တော်တို့အခုမှမဟုတ်ပါဘူးပြီးခဲ့တဲ့နှစ်တွေကလည်းပဲအသင်းတွေအရေးကြီးတဲ့နေသားမျိုးတွေပေါ့နော်ဒါလုံးဝအရင်အရေးကြီးတဲ့အခိုက်အတန့်တွေမှာဆိုလို့ရှိရင်သူ့ရဲ့ set piece goal တွေကနေတဆင့်အချင်းကြီးကောင်းအောင်သူပြန်ပြီးတော့အတင်းပေါ်မှာအကျိုးပြုထားနေတာဒါကြောင့်ဒီဘက်နှစ်ပိုင်းဒီမှာမဝိုင်းရသည်အများကြီးဆိုဆိုကျွန်တော်တို့ဗောနော်ဒါအတူယူစရာကောင်းတဲ့ပလေယာမျိုးဂျန်နေကစားမိုက်တွေဖြစ်လာပြီเนาะကျွန်တော်ကျွန်တော်တို့ပရိသတ်တွေအတွက်လည်းဒီကစားမကိုဒါဝမ်းသာစရာ performance မျိုးတွေကျွန်တော်မြင်ကျင်တဲ့ performance မျိုးတွေမြင်ရတယ်ဗောလေဆိုတော့ မဒီစ်ကူညာနဲ့ပတ်သက်ပြီးတော့လေသူကတော့ကူညာနဲ့ပတ်သက်ရင်တော့ဗောနော်ကျွန်တော်အနေနဲ့ဘင်ဂျမင်ရှက်ကူကိုထည့်လိုက်မယ်ဆိုရင်တော့ဒီလိုတိုက်စစ်မျိုးစားကိုဆန်နာဘတ်တီအတွက်ထိန်းချုပ်ဖို့လွယ်ကူသွားမှာပါတော့ပြောပြောချင်တာကတော့ဗျာဘယ်လိုပြောမလဲဒီမဒီစ်ကူညာကဗောနော်ထည့်ခဲ့တယ်ဆိုတာမျိုးကအဲအကယ်လို့ရှက်ကူကိုထည့်တယ်ဆိုလို့ရှိရင်အမြင်ပေါ်ဒီဘာရီနဲ့ဆိုတော့ပြိုင်ဘက်အတွက်ပို့ပြီးတော့လွယ်ကောင်းလွယ်လိမ့်မယ်ဒါပေမဲ့ကူညာလိုကစားမမျိုးကိုထည့်တဲ့အခါ ground မှာသူဟာတယောက်ချင်းကြော်ဖြတ်မှုတွေအများကြီးကောင်းတဲ့ player မျိုးဆိုတဲ့ခါကျတော့ပြိုင်ဘက်အတွက်ပို့ပြီးတော့ခေးရင်းနဲ့ပေါ်ထိန်းချုပ်သွားတာဒါကလည်းပဲမန်တော့မန်ပါတယ်နော်မန်တော့မန်ပါတယ်ကျွန်တော်တို့စိတ်ပူတာကကိုရီသွားတဲ့မြောင်လောင်းဘောတွေတိုင်းမှာဆိုလို့ရှိရင်အဲ့ဒီလောင်းဘောတွေကိုရအောင်လုပ်ပေးမယ်ကစားမမရှိဘူး second ball တွေထောက်တယ်ဆိုတာမျိုးကလည်းဒါကိုအတွက်တော့ second ball တွေထောက်ဖို့တော့အခွင့်အရေးကပို့ပြီးတော့ကောင်းတာပေါ့လေတိုးတိုးလည်းပဲမတ်တီးစ်ကွန်ညာတို့ဘာလို့ကိုထည့်လိုက်တဲ့ခါကျတော့ကျွန်တော် ground က ground ball တွေမှာဆိုလို့ရှိရင်တော်တော်လေးကိုအလုပ်ဖြစ်တယ်ဗျာ အမေအမြင်ဘောတွေကျွန်တော်တိုင်ပက်သွားပြန်ရောအမြင်ဘောတွေကောင်းကျင်နေဆိုလို့ရှိရင်တော့ Shane Cook ကိုထည့်လို့ကျွန်တော်ရမယ်။ဒါမျိုးပေါ့။ဒါပေမဲ့လို့ Matthews ကညာကစားသွားတဲ့နေရာမှာတပွဲလုံးတော်တော်ကိုကြည်နေဆရာပါ။သွင်းကိုးတွေပါလေကလာပါလိမ့်မယ်ကုညာအတွက်နော်တိုးတိုးလေးပဲလက်ရှိမှာဒီလို performance ကိုပြနေတယ်ဆိုတာနဲ့ဒီကို Matthews ကုညာဟာတော်တော်ကိုအချိန်ကြီးကောင်းနေပြီလို့ကျွန်တော်ပြောရမယ်ပေါ့နော်ဒါအပြင်ကျွန်တော်တို့နော်အဲသူဆက်ပြီးတော့ကျွန်တော်တို့ညီနေပြောထားတယ်ဒီလို Liverpool လို့ကွင်းမျိုးရဲ့အချိန်ကြီးမျိုးမှာကစားရတဲ့ခါတိုင်းပေါ့နော်အထူးသဖြင့်အစာပိုင်းမှာကျွန်တော်တို့တော်တော်ကောင်းကောင်းပိတ်ဆို့ကစားနိုင်ခဲ့တယ်ဆိုလို့ရှိရင် ကွင်းရဲ့ဘေးမှာရှိတဲ့ပြိတက်တွေရဲ့အခြေအနေတွေကိုကျွန်တော်တို့ကပြောင်းလဲသွားတာမျိုးကိုခံစားရလိမ့်မယ်ပြောချင်တာကတော့ကျွန်တော်တို့ကအဲလီဗာပူးကွင်းမှာပြိတက်တွေကအမှန်ကန်အားပြီးနေကြတာဒါပေမဲ့လည်းကျွန်တော်တို့ကစောစောစီစီကိုရသွားပြီးတော့လီဗာပူးဘာမှမလုပ်နိုင်အောင်လို့ကြည်ကြည်လေးလေးပိတ်ထားနိုင်နေဆိုရင်ပြိတက်တွေရဲ့တန်ပူတွေကျသွားမှာအပြောင်းလေးတွေဖြစ်သွားမှာဒါကိုသူပြောထားတာနော်ကျွန်တော်တို့အိမ်ကွင်းမှာတော့မှဒါတွေကိုခံစားရတယ်ပေါ့နော်အတင်းကြီးအားလုံးဒီလိုဒဏ်ကိုခံစားရတယ်အဲကျွန်တော်တို့ကစားမားတွေအနေနဲ့လည်းဒီလို performance မျိုးတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်ပေါ့နော် ဒီထက်ပိုပြီးတော့ကျွန်တော်တို့ဒါ position ကစားနိုင်ဖို့ဘောလုံးပိုင်ဆိုင်မှုပိုရဖို့လိုတယ်လို့သူထင်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးတော့ဗျာပေါ့နော်ဒီအသင်းတိုင်းကတော့ကျွန်တော်ရုံးကန်ခဲ့ရတာပဲဒါဟာဟို United အတွက်တော့ Anfield ကိုကိုအတင်းရဲ့ဒါအန်ဖီလိုကွင်းမြို့မှာလာကစားရပြီးတော့အနိုင်ပွဲယူနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြီးကျယ်တဲ့နိုင်ပွဲပဲပေါ့နော်တိုးတော်လည်းပဲနောက်ထပ်လာမယ့်ပွဲစဉ်တွေကိုပဲကျွန်တော်အာရုံစိုက်ဖို့လိုတယ်ပေါ့ဒီနေရာမှာကျွန်တော်ထားပါတော့ကျွန်တော်အန်ဖီကွင်းကိုသွားကစားတဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်ပြောကြတာတစ်ခုရှိတယ်ဗျာသိတယ်မလားဒီဘယ်လိုပြောမလဲ အာနူပရိသတ်ဒီအာပီဒန်ဒီကဘယ်လိုပရိသတ်ပရက်ရှာကဘယ်လိုရှိတယ်မလားဆိုတော့တကယ်တမ်းထားပါတော့ကိုဘက်ကလည်းကုလူချင်းတို့မျိုးစောစောစီးစီးကျွန်တော်တို့ကဂိုးရသွားတယ်ပြီးလည်းပြီးတော့ပိတ်ချပလိုက်တော့လေပောက်တင်ရဲ့တိုက်ဆက်ကငြိမ်သွားတယ်ငြိမ်သွားပြီးတော့ဘောလုံးတို့သူတို့စီမှာအများကြီးရှိနေတယ်သို့တော်လည်းပဲအဲသူတို့တိုက်ဆက်ကထိရောက်တာမျိုးတွေကျွန်တော်အများကြီးမရှိဘူးတရဇက်တိုက်နေတာမျိုးကျွန်တော်မဟုတ်တဲ့ခါကျတော့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့ကလေပောက်ဦးရဲ့ပရိသတ်ဒီရဲ့အတန်ဒီကငြိမ်သွားပြီးတော့เนาะကျွန်တော်တို့လူချင်းနဲ့ ကိုကိုဘက်လိုချင်တဲ့ပုံစံမျိုးကျွန်တော်ဖြစ်လာတာပဲနောက်တစ်ခုကကျွန်တော်တို့အနေနဲ့ပေါ့နော်အဲလီဘောက်ပရိသတ်တွေကဟိုလီဘောက်တီးရဲ့ဘက်ကတိုက်စစ်တွေပါတယ်ဒါကြောင့်စင်ပြီးသလို့ရှိရင်ပရက်ရှာတွေပါပြီးပေးရတယ်မလားအတော့အတိုက်စစ်သွားတိုက်စစ်သွား attack attack ဘာညာပြောကြတဲ့အခါမလို့အပ်တဲ့ဖိအားတွေသူတို့ကစားမားတွေပုံမှာပဲပို့ပြီးတော့ရောက်တယ်ပေါ့လေအဲ့တော့အရာအလုံးကကိုယ့်ဘက်မှာရှိနေခဲ့တယ်လို့ပဲကျွန်တော်ပြောရမှာပဲဒါပေမဲ့ကျွန်တော်တို့တခုသိရမှာကတော့ကိုရီတွက်ကန်လဲပါခဲ့ပါတယ်နော်ကိုရီကပူဒီနဲ့တိုင်ကို၃ချိန်မှန်ခဲ့တယ်လို့နော်ဆာလာကကျွန်တော်ချော်ပိတ်တယ်လို့ကိုရီကပူကကျွန်တော်ဒါ ခေါင်းတိုက်ရတာကိုကျွန်တော်တို့ဒါမှချော်ပြီးတော့တိတ်တိုက်ရတာတော့မှချော်သွားတယ်တို့เนาะကိုပေါမတိတ်ခဲ့ဘူးတို့တိုင်မျိုးကြီးကိုကျွန်တော်ကြည့်ရင်တော်တော်လေးကိုရီဘက်ကဒီပွဲကိုနိုင်မှုကိုလန်းစားကရှိနေခဲ့တာလို့ကျွန်တော်ပြောရမှာပဲကန်တရားနဲ့တူပေါ့နော်ဒါကိုကစားမားတွေရဲ့ကြိုးပမ်းမှုနီးပြရဲ့ဒါပြိုင်ဘက်ကိုချင်းကပ်ဖို့မှန်ကန်မှုတွေနဲ့ကျွန်တော်အလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောရမှာပေါ့လေဆိုတော့ကြောက်ပေါ့နော်ဒီပွဲကကစားမားတိုင်းတွေတော်တော်ကိုထိုက်တယ်နဲ့နိုင်ပွဲပါဆိုတော့လက်ရှိချိန်မှာတော့ကျွန်တော်ဒီပွဲနဲ့ပတ်သက်လို့ဒါပြောရွှင်ကြအောင်ပါပဲเนาะအဲတော့နောက်တစ်ပွဲမလာခင်ထိပေါ့လေနောက်ပွဲမှာဆိုလို့ရှင်တော့ ီနိုင်ပွဲကအကြီးပါတော့မှာမဟုတ်နောက်ပွဲနိုင်ပွဲကပဲကျွန်တော်အကြီးပါတော့မှာအဲ့တော့လောလောဆယ်မှာတော့ဒီနိုင်ပွဲဟာကစားမတွေအတွက်တကယ်ကိုထိုက်တန်တဲ့နိုင်ပွဲပါနော်အမ်မိုရင်အတွက်လည်းတကယ်ကိုထိုက်တန်တဲ့နိုင်ပွဲပါရှေ့နီးပြားတွေတောက်လျှောက်မလုပြနိုင်ခဲ့တဲ့အမ်ဖီကွင်းမှာအနိုင်မြူနိုင်ခဲ့တာ၁၀နှစ်လောက်နေပါရှိတဲ့အရာကိုသူချစ်ပြက်ပြနိုင်ခဲ့တယ်ဒီကလို့ရောအမ်မိုရင်ပြောတာရင်းနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြပါလဲ